က်ဆာဗျာမဖြေတဲ့မိကွန်10မျိုးရှိမဖြေတဲ့မိကွန်ဆိုတာဖြေလို့မရဖြေလိုက်ရင်တစ်ဖက်ရောက်သွားမှာဖြစ်တယ်။ဘာကြောင့်ဖြေမရတာတော့ဆိုမြတ်စွာဘုရားကအတ္တအသက်လိပ်ပြာဝိညာဉ်ကောင်းဆိုတာဇီဝဆိုးဆိုတာကိုလက်ခံထားတာမဟုတ်ဘူး။အဲ့ဒါနဲ့ပတ်သက်လာတဲ့မိကွန်တွေကိုမဖြေဘူးမြတ်စွာဘုရား။မဖြေဘဲနဲ့ထားတယ် အဲ့လိုမဖြေဘဲနဲ့ထားလို့ရသလားလို့ဖြစ်နိုင်သလားဒီလိုမိကုံးမျိုးရှိနိုင်သလားရှိတာပေါ့နော်ဥပမာမယ်လူတယောက်မှာအိမ်ထောင်စုတစ်ခုမှာဆိုပါစို့မိသားစုမှာသားသမီးမထွန်းကားဘူးနော်သားသမီးမထွန်းကားတဲ့မိသားစုမှာသူ့သားကဘယ်ရွယ်ရှိပြီလို့ သားသမီးမှမရှိတဲ့သူ့သားပဲအရွယ်ရှိပြီလို့ဆိုရဲမိကုံးဘယ်လိုလုပ်ဖြစ်ဖြစ်လို့မရတဲ့ဟာပဲလေဖြစ်လို့မရအဲ့တော့ကားမရှိတဲ့လူကိုသွားပြီးမင်းကားကမိထင်ဂျပန်လားမိထင်ဂျာမနီလားလို့သွားမေးဘယ်လိုလုပ်ဖြစ်ကိုယ်မှမရှိတဲ့ကားအဲ့ဒီကားဘာရောင်နှုံးလို့ပြောရင်လည်းဖြစ်လို့မရဘူးလေအဲ့ဒီလိုမိကုံးမျိုးရသော်ဗျာကအတ္တ ဆိုတာကိုလက္ခဏာမဟုတ်ဘူးဇီဝဆိုတာလည်းရှိတယ်လို့မပြောဘူးအဲ့ဒါနဲ့ kain ပြီးတော့သရဝါကိုရှိတယ်လို့မပြောဘူးဒါကြောင့်အဲ့ဒါနဲ့ kain ပြီးတော့မေးလို့ရှိရင်သရဝါဟာဆိုပါစို့လူဟာသိပြီးရင်ဖြစ်သေးသလားလူဟာသိပြီးရင်မဖြစ်တော့ဘူးလားဆိုတော့မေးကောဘယ်လိုမှဖြစ်လို့မရတယ်မေးကောလူမှမရှိတာနော်လူလို့ပြောတဲ့အရာ မရှိဘူးပြောတဲ့နာမရှိတယ်လို့ဒီလို ခံယူချက်ချင်းအမြင်ချင်းမတူတဲ့ဒီမေကွန်းဆက်ချက်ကိုမြတ်စွာဘုရားလာမေးတော့မြတ်စွာဘုရားကအဖျာကတမေတ္တာဒါငါတို့ရဲတယ်လို့လည်းမပြောဘူးမမြဲဘူးလို့ငါတို့မပြောတဲ့စကားဖြစ်တယ်အဖျာကတမဖြေဘူးလို့ဒီမေကွန်းကဖြေလို့ရတဲ့မေကွန်းတို့မဖြေဘဲထားတဲ့မေကွန်းပဲမိစ္ဆာယူဝါဒနဲ့ပတ်သက်တဲ့မေကွန်းအဲ့ဒါလို့ မြတ်စွာဘုရားဖြေလိုက်တဲ့ခါကြတော့ဒါဖြင့်အရှင်ဘုရားဒါကိုမပြောဘူးဆိုရင်အရှင်ဘုရားဘာပြောတာတော့ဘာကိုဟောတော့ဆိုရင်အေးရုပ်တည်နံနေအမှန်တရားတွေကို သိရှိပြီးတဲ့နောက်မှာသရဝရေဟာအမှန်တရားကိုသိရှိပြီးတဲ့နောက်သရဝရေဟာစင်ကြယ်မှုကိုရပြီးသောကပရိဒီဝါရီဒုက္ခဒေါမနတ္တတွေကလွန်မြောက်ပြီးနောက်ဆုံးနိဗ္ဗာန်ကိုမျက်မှောက်ပြုသွားတယ်လို့ငါဟာ ီလိုပဲဟောတယ်တရဝါကိုမဆုံးလို့ဘူးအဲ့ဒီလိုတန်တရာဝကလွတ်တယ်ဆိုတာရုပ်တည်နန်းဒီဒီကျင့်စဉ်ကိုကျင့်လိုက်လို့ရှိရင်နိဗ္ဗာန်ကိုမျက်မှောက်ပြုတယ်လို့ဒီလိုပဲဟောတယ်လို့အစောပြားပြောတယ်ကသူကဘာမေးပြန်တော့ဆိုအဲ့ဒါဆိုလို့ရှိရင်အရှင်ဘုရားဟောတဲ့လမ်းကြောင်းအတိုင်းလိုက်တဲ့လူ လောကသားတွေဟာဒီတန်တရာဟောကဘယ်နှယောက်ထွက်သွားပြီလဲနော်အရှင်ဘုရားနီလန်တိုင်းလူတွေကိုတန်တရာဟောကထွက်အောင် နီလန်ချပေးတယ်ဆိုရင်အဲ့ထဲကတတ္တလောကကြီးတစ်ခုတည်းမှာသုံးပုံတစ်ပုံလောက်တန်တရာဟောကလွတ်သွားပြီလားသုံးပုံတစ်ဝက်လောက်လွတ်သွားပြီလားဆိုရင်မေကွန်းပြန်မေးတယ် အဲ့လိုမေးတဲ့အခါကျတော့ရသော်ဗျာသူစကားမပြောတော့ပဲနဲ့ငြိမ်းနေလိုက်တယ်အဲ့ဒီအချိန်လေးမှာရှန်နနာကမြတ်စွာဘုရားနာရှိတယ်ရှိတော့ရှန်နနာကဒီဥဒ္ဓိယဟာသူမေးလိုက်တာကိုမြတ်စွာဘုရားမဖြေနိုင်ဘူးလို့အမှတ်မှားသွားလိမ့်မယ်တကယ်ကတော့မြတ်စွာဘုရားကခုနမေးကုန်မဲ့သူပြန်မေးနေလို့မဖြေတာဟောတရဝါနဲ့ပတ်သက်တာနဲ့ပြန်မေးလို့မဖြေတာ အဲ့တော့မြတ်စွာဘုရားမှာလောကကြီးတစ်ခုလုံးကိုတရားဟောတဲ့အခါမှာဒီလောကရဲ့သုံးပုံတစ်ပုံကနိဗ္ဗာန်ရောက်သွားပြီဒူဥယေသုံးပုံတစ်ပုံရောက်သွားပြီ သုံးပုံထဝက်ရောက်သွားပြီတရဝါရီအနေနဲ့နိဗ္ဗာန်ရောက်သွားပြီလို့မြတ်စွာဘုရားဒီလိုဟောတာမျိုးမဟုတ်ဘူးတဲ့ငါဥပမာတစ်ခုပြောပြမယ်ဥပမာတစ်ခုပြောပြမယ် နေဆက်မှာတိတ်ထားတဲ့မြို့လုံချုံကြီးအတွက်တင့်ကျက်ထားတဲ့မြို့တစ်မြို့မှာဒတိုင်းကိုလည်းပဲခိုင်ခိုင်ကာထားတယ်ဝင်ပေါက်ထွက်ပေါက်ကိုလည်းတပေါက်သေးပဲထားတယ်ကြံတဲ့အပေါက်တွေလုံးနေအောင်ပိတ်ထားတယ်နေဆက်ကရှမ်းသူတွေနဲ့နှီးတဲ့နေရာမြို့အဲ့ဒီမှာအသိဉာဏ်ရှိတဲ့တကားမှုကအမြဲတမ်းပဲဝင်နေထွက်တဲ့လူတွေကိုကြည့်တယ် ဝင်နေထွက်တဲ့လူတွေချိတဲ့အခါကျသူဟာတနေ့တနေ့လူဘယ်နှယောက်ထွက်သွားတယ်ဘယ်နှယောက်ဝင်တယ်ဆိုတာသူကြည့်တာမဟုတ်ဘူးသူစဉ်းစားတာဘာလို့ဆိုလို့ရှိရင်လိုက်ပြီးတော့မြို့ကိုစစ်လိုက်တဲ့အခါမှာဘယ်နေရာမှအပေါက်မရှိဘူးဒီတပေါက်ဖက်ရှင်အဲ့ဒါလို့ဒီတပေါက်ထဲရှိတာကိုသိတဲ့အခါကျတော့တဲ့သူကဘယ်လိုဆုံးဖြတ်တော့အေး ီမျိုးတဲ့ဝင်တဲ့လူတွေအားလုံးဟာဒီအပေါက်ကောင်းပဲဒီမျိုးကထွက်တဲ့လူတွေလည်းဒီတပေါက်ကပဲထွက်တယ်အဲ့ဒါလို့ဝင်တာလည်းဒီတပေါက်ပဲထွက်တာလည်းဒီတပေါက်ဆိုတာကိုသူသိတယ်လို့ပဲတဲ့ရသော်ဘုရားဟာလည်းပဲတဏှာဟုတ်ကလွတ်တယ်ဆိုတာဒီလမ်းကြောင်းနဲ့ပဲလွတ်တယ်ဒီလမ်းကြောင်းကလွဲတခြားလမ်းကြောင်းမဟုတ်ဘူးလို့လူတိုင်းလူတိုင်းဟာနိဝရဏတရား၅ပါးဖယ်ရှားခြင်းဘုဇင်ခုနှစ်ပါးကိုပွားများအထောက်ခြင်း ်တတိပ္ပံတရားလေးပေါ်ပေါ်မှာစိတ်ကိုအခြေခံထားခြင်းဖြင့်ဘဂင်ရှိပါးကိုပွားများပြီးမှတဏှာဝကလွတ်ကြတာလို့အလုံးဟာတဏှာဝကလွတ်သမျှတည်းဒီလမ်းကြောင်းက သွားတယ်လို့မြတ်စွာဘုရားဒါပဲဒီဒါကိုပဲနှလုံးသွင်းတယ်တရဝါရီဘယ်လောက်ရှိတယ်ညဟုတ်လားတရဝါရီရဲ့ဥယေရဲ့တဝက်ဟာထွက်သွားပြီနောက်ထပ်တဝက်လောက်ကျန်သေးတယ်သုံးပုံသုံးပုံတပုံ ထွက်သွားပြီးနှစ်ပုံလောက်ကြမ်းသေးတယ်ဒီလိုဟာမျိုးပေါ်မှာမြတ်စွာဘုရားလုံးလောက်မပြူဘူးလို့ဒီလိုဝင်ပြီးတော့ရှန်နနာ ပြောလိုက်တယ်မေးမေးတာမဖြေတာဟာခုနကလည်းတရဝါအကြောင်းမေးတယ်အခုလည်းတရဝါအကြောင်းပဲထပ်မေးလို့မြတ်စွာဘုရားအနေနဲ့တရဝါဆိုတာကိုလက်ခံထားတာမဟုတ်သည့်အတွက်ကြောင့်ဒီမေးခွန်းကိုမဖြေတာလို့ဆိုပြီးဩဒိယတုတ်မှဒီလိုခေါ်ထားတာရှိတယ်ဒီယူဝါဒတွေနဲ့ပတ်သက်လာလို့ရှင်အင်တာမ လေးနှစ်တဲ့အတွေ့အမြင်တွေပေါ့နော်အဲ့တော့သူ provide အနေနဲ့ဒီလိုနေရင်ကနေမြတ်စွာဘုရားနဲ့တွေ့တယ်နောက်ပိုင်းမှာဘုရားသာသနာကိုသူကြီးညိုလာမြတ်စွာဘုရားနဲ့တွေ့တရားဓမ္မနဲ့ပတ်သက်ပြီးတော့ကြီးညိုလာတဲ့အခါမှာသာသနာပေါင်းဝင်ပြီးတော့သူယဟန်ခံတယ်သန္တာဘောင်ဝင်ပြီးတော့ယဟန်ခံယဟန်ခံတဲ့အခါမှာသူဟာ ရဟန်းတွေရဲ့တီလာကိုစင်ကြယ်အောင်မကြိုးစားပဲနဲ့တီလာပြည့်စုံအောင်မကြိုးစားပဲနဲ့ကမ္ဘာတရားကိုပဲထိုင်တယ်။ကိုကျင့်တီလာက မပြည့်စုံဘူး။အဲ့လိုဖြစ်တဲ့အခါကျတော့တီလာကိုအရင်တန်ရှင်းစင်ကြယ်အောင်ကျင့်တတ်တော့အောင်မလုပ်ဘဲနဲ့တရားထိုင်သည့်အတွက်ကြောင့်တရားလို့မရအောင်အားထုတ်တာ ဘာတရားမှမရဘူးဖြစ်တယ်အဲ့တချို့ပုဂ္ဂိုလ်တွေဟာမြတ်စွာဘုရားစီကတရားယူပြီးတော့သူတို့တရားဓုတရားမြတ်ရတယ်ဆိုတာကိုဘုရားကလာလာလျှောက်တာကိုသူကသိရသိတဲ့အခါကျတော့သူဟာတရားထုတ်ရတဲ့တဲ့တရားဓုမရတာဘာကြောင့်လို့ဆိုပြီးမြတ်စွာဘုရားစီဩဝါဒခံမယ်ဆိုတဲ့အနေထားနဲ့မြတ်စွာဘုရားကို ယဟန်ဖြစ်တဲ့ချင်းကပ်ပြီးတော့အရှင်ဘုရားတဲ့တပည့်တော်ကိုအချင်းချုပ်ကလေးတရားတပုတ်ခေါ်ပြီပါတဲ့ရှင်ဘုရားဟောတဲ့တရားအတိုင်တပည့်တော်သက်ဆွန်ကြိုးပမ်းအထောက်ပါမယ်ကြိုးစားပါမယ်လို့အဲ့လိုလျှောက်တဲ့အခါမှာမြတ်စွာဘုရားကသူ့အခြေအနေကိုကြည့်ပြီးတော့ မ္မထံပေးတဲ့တုတ်တံလေးတစ်ခုရှိတယ်။ဘာဟောလို့ဆိုတော့တတ္တမ